မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား14ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီးဇန်နဝါရီ30ရက်ကနေစက်တဘာ26ရက်အထိပြည်ပနိုင်ငံသားစုစုပေါင်း9422ဦးကိုထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျာ။ မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်နေထိုင်ပြီးကရင်ပြည်နယ်မြောက်ရီမြို့ရွှေကုတ်ကိုမဲထော်တလေးကေကေပါနဲ့ကြောက်ခတ်နေမျိုးတွေမှာတရားမဝင်အွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းနေလည်မှုတွေနဲ့ဒုစရိုက်မှုတွေလှုပ်ဆောင်ခဲ့ကြတဲ့ VNN နိုင်ငံသား၁၁ဦးနဲ့အိန္ဒိယနိုင်ငံသား၃ဦးစုစုပေါင်းပြည်ပနိုင်ငံသား၁၄ဦးကိုစက်တဘာ၂၆ရက်ကထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေစက်တဘာ26ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9422ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကောင်၎င်းတို့နဲ့9329ဦးကိုစနစ်တကျပြင်းထန်လွှဲပြောင်းပေးခဲ့ကြောင်းကြံရှိတဲ့ပြည်ပနိုင်ငံသား64ဦးကို၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားရှိတယ်လို့သိရပါတယ်။